ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့တောင်းရှိသူတွေကတော့ဒီယာဒီကိုဥရောပဝင်ခွင့်ရရင်ကျင်းတဲ့ဆရာယာဒီဖြစ်တယ်ဆိုပြီးတော့ယူဆထားတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ညီကလို့ရောဘလူမင်ညလည်းကျွန်တော်ဒီယာဒီမှာယူနိုက်တက်အဆင့်ဘလောက်အတွင်းရောက်ရင်ဒါကျင်းတဲ့ဆရာဖြစ်လိမ့်မယ်လို့ထင်ကြတယ်ဆွေးနွေးရပါအောင်ဆိုတော့ဒီနေရာမှာ Sky ကနေပြီးတော့ report လုပ်ထားတာကနီးပြဖြစ်တဲ့ Ruben Amorin ကတော့ DRD ကိုပေါ့နော် ဥရောပဝင်ခွင့်တနေရာနဲ့ယာယီသိမ်းနိုင်နေသိမ်းနိုင်ဖို့အတွက်သူရည်ရွယ်ထားပြီးတော့အတင်းရဲ့ကျွန်ုပ်သာ CEO တွေဖြစ်တဲ့တာဥမာပါရာရာတို့ပြီးလို့ရှိရင်အာကစားဒါနေတာတွေအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Jason Wilcox တို့ကလည်းအတင်းအနေနဲ့အဆင့်6မှာယက်တီနိုင်နေဆိုရင်ဒါပေမဲ့အဆင့်6အတော်တွင်မှာယက်တီနိုင်နေဆိုရင်ကိုပဲဒီယာဒီဟာဂျီနက်ဆရာဆွမ်းဆောင်ရဖြစ်တယ်ဆိုပြီးတော့ယူဆထားတယ်ဗောနော်ဆိုတော့ညီကိုရောဘယ်လိုမြင်ကြလဲကျွန်တော်တို့အသင်းအနေနဲ့ပေါ့နော်ဒီယာဒီမှာအဆင့်ဘလောက်နဲ့ယာဒီတိန်းနိုင်ရင် ဒါအကောင်ဆုံးဖြစ်လိမ့်မယ်ကျင်းနေစရာကောင်းလိမ့်မယ်လို့ကျွန်တော်ဖြင်းရထင်ရတယ်ဒီနေရာမှာအကောင်ဆုံးကတော့ဗျာအစင်းတင်းနဲ့ရာသီသိမ်းနဲ့လည်းကောင်းလိမ့်ပါဘူးတော်လားဒါပေမဲ့လို့နော်ဘလောက်အချိန်ဒီတော်တွင်းဆိုလို့ရှိရင်တို့ဒါကျင်းနေစရာရာသီဖြစ်လိမ့်မယ်လို့ထင်ကြတယ်အထူးသဖြင့်တော့ကိုရီကပြီးခဲ့တဲ့ရာသီမှာကျွန်တော်ဒီဘယ်လိုပြောရမလဲအစင်း15နဲ့ရာသီတွေပါတွေတင်းခဲ့ပြီးတော့တော်တော်ကိုစူးစူးဝါးဝါကာလာတွေကိုကျွန်တော်တို့ဂျုံခဲ့ရတယ်ပေါ့နော်နော်ဂျုံခဲ့ရတယ်အဲ့ဒီတော့အသင်းကြီးနဲ့ဓာရီကိုကျွန်တော်တို့ကဘယ်လိုပြောမလဲပြောင်းလဲဖို့ကျွန်တော်ဂျူပန်းမှာ ဒီရာဒီမှာအဆင့်30ဝန်းကျင်ဖြစ်နေုံမဲ့เนาะအဆင့်ဗာလဲအဆင့်8ပါညာဖြစ်နေုံမဲ့ဆိုရင်ကျင်းနေစရာရာဒီဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ຫນွေကကစားမတွေအပြောင်းလဲအများကြီးလှုပ်ထားတယ်လို့နီးပြားကလည်းဒါဟာဒုတိယမြောက်ရာဒီဖြစ်လာပြီဆိုတဲ့အတွက် improvement တွေအများကြီးကိုမြင်ရတင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့126အတွင်းဝင်ရင်ကျင်းနေစရာလုံးညီတို့ထင်ကြလားအဲဒီညမှာတခုတော့ရှိရေပေါ့နော်ကျွန်တော်တို့ဒီညမှာတခုရှိတာကဒီဥရောပဝင်ခွင့်တေချာဖို့လိုတယ်ဥရောပဝင်ခွင့်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ เออအဆင့်6လို့ဘာလို့ဆိုတာမျိုးကမှန်တယ်ပြောရင်ဥရောပဝင်ခွင့်တော့ကမတည်ကြဘူးဗျာပုံမှန်အားဖြင့်အဆင့်1 2 3 4ဒီဒါလောလောဆယ်ကျွန်တော်လုံးဝဟွာပဲဗါလဲ Champions League ဝင်ခွင့်ပဲဗောနော်အဲ့ဒီတဲကမှဟို Premier League ကလပ်တွေကလက်ရှိဥရောပပြိုင်ပွဲတွေမှာဘယ်နှမရကြတယ်လဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့၅သင်းဝင်ခွင့်ရမလားဘာရမလားကျွန်တော်ကြည့်ရမှာ တော့ဒါအပြင်ကျွန်တော်အဆင့်9နေရာကအတင်းဒီဒါယူရိုပါလေးဝင်ခွင့်ပေါ့ဆိုတော့အဆင့်6ဆိုလို့ရှိရင်ကိုပဲဘာဝင်ခွင့်မရအောင်မှမဟုတ်သေးဘူးလို့ကျွန်တော်ပြောလို့ရတယ်။တရားချင်းအဆင့်1 2 3 4 5တွေကိုဝင်မှကိုကျွန်တော်ရမှာဒါကလည်းကျွန်တော်မလွယ်ဘူးပေါ့နော်ကျွန်တော်လည်းရှိကြည့်ကြည့်လို့ရှိရင်အာဆင်နယ်တို့ရှိမယ်နောက်ပြီးလို့ရှိရင်မန်စီးတီးရှိမယ်လီဗာပူးရှိမယ်ချယ်ဆီရှိမယ်နျူကာဆယ်ရှိမယ်ဒီမာရင်ကို9အသင်းဖြစ်နေပြီဗျာဒီလားတကယ်တကယ်အသင်းကောင်းတွေကဒါအခုလောလောဆယ်ဒီယာဒီမှာဆွမ်းဆောင်ရေးကောင်းတွေပြနေတဲ့ဘုံမောက်တို့စပါးတို့လိုအသင်းမပါသေးဘူးနော် အဲ့မှာနေ9တင်းဖြစ်နေပြီကိုရီနဲ့တော့10တင်းနေပါတယ်ကျွန်တော်ဖြစ်လာပြီဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဆင့်6တွင်ဝင်နိုင်တယ်ဒီလိုအသင်းကြီးဂျားထဲမှာအဆင့်6တွင်ဝင်နိုင်တယ်ဆိုလို့ရှိရင်ကိုမစူးလို့ကျွန်တော်ပြောရမှာပေါ့နော်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကတော့ဒါတွေကိုပြောင်းလဲဖို့ဆိုရင်အသင်းအနေနဲ့ပေါ့နော်ဒီလိုအခြေအနေမျိုးကစပြီးတော့အမှတ်တီကောင်းကောင်းယူမယ်ဆိုရင်အခြေအနေကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်တယ်လို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့သူအသင်းကြီးတော်တော်များများကတိုင်ပတ်တယ်ဆိုတာကရေရှည်မဟုတ်ဘူးပြည်တိလားခဏပဲ နော်ခဏပဲဇန်နဝါရီပြောင်းရွှေ့မတိုင်ခင်တို့ဟလားဇန်နဝါရီပြောင်းရွှေ့ဝန်းကျင်တို့ဒီလောက်ပဲဟောတူတရားစီလုံးနှီးပါတိုင်ပတ်သွားမှာမျိုးမဟုတ်ဘူးဗျာကျန်တဲ့အသင်းကြီးရဲ့ဘက်ကဘာလို့လဲဆိုတော့သူတို့မှလူစရင်ရှိတယ်ရည်ချင်းရှိတဲ့နီးပြတွေကျွန်တော်ရှိတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သူတို့အနေနဲ့အစင်ကပြေတယ်ဗျာဒီလားသူတို့ပြန်ပြီးတော့အစင်ပြေလာမှာဒါပေမဲ့ကျွန်တော်တို့အဲ့လိုပြန်အစင်ပြေလာတဲ့ချိန်ကျရင်ကိုရီတင်းကဘလို့ဖြစ်နေမလဲဆိုတော့ကျွန်တော်တည်သေးတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့တော့တဲ့မှာအမှတ်တွေအများကြီးယူထားနိုင်မှုကအရင်ကြီးကြီးတယ်ဒီချိန်မှာအမှတ်တွေကောင်းကောင်းယူထားနိုင်မယ်ဆိုရင် ကျွန်တော်တော့မျောလင်းချက်တွေအများကြီးရှိတယ်လို့ထင်တယ်။အခုမှကျွန်တော်တို့ဘယ်နော်၃ပွဲဆက်ပဲကျွန်တော်နိုင်သေးတယ်။နော်ပွဲစဉ်ကလည်း၉ပဲကျွန်တော်ရှိသေးတယ်ဆိုတော့ channel အသင်းတွေကိုကျွန်တော်တို့ကထက်မတွက်တော့တာမျိုးတော့လုပ်လို့မရဘူး။ကျွန်တော်လက်ရှိကြည့်ကြည့်ရင်အရင်အချိန်ကြီးကောင်းပါတယ်ဆိုတဲ့အသင်းတွေအာဆင်နယ်ပဲကျွန်တော်ရှိတာ။အာဆင်နယ်ဒီကျွန်တော်ဟိုဒီပုံစံနဲ့ဆိုညံ့သွားဖို့မရှိဘူးဗျာ။နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဘုံမောက်ပေါ့ဘုံမောက်ဆိုလို့ရှိရင်တကယ်ကောင်းနေတာလက်ရှိမှာတကယ်လည်းပဲအချိန်ကြီးကောင်းနေတာတိုးတိုးလည်းပဲ ယာဒီအလဲတို့ပါတော့ဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ယာဒီတွေကလို့ဖြစ်ကောင်းဖြစ်သွားမှာပဲကျွန်တော်တွေးလို့ရတယ်။နောက်တစ်ခုကစပါပေါ့စပါတို့ပါလို့ဆိုလို့ရှိရင်ဒီယာဒီမှာအများကြီးကောင်းလာတာ။သို့တော်လည်းပဲဒီတင်းတွေက Champions League တွေပါတွေကစားရအောင်မှာ။နော် Champions League တွေပါတွေကစားပြီးတော့ပွဲပန်းတာမျိုးတွေကြားထဲမှာအဲ့နော်ကစားမားတွေက injury ပြဿနာကြောင့်လွဲတာမျိုးတွေဒါတားရီကြုံမလာနိုင်ဘူးလို့ကျွန်တော်ပြောလို့မရအောင်အခုတော့မှစပါတို့ပါတို့အနေနဲ့ပေါ့နော်ဒီ Champions League တွေမှာ Premier League တွေမှာဟိုထင်တယ်လို့အခြေအနေမကောင်းတဲ့ပွဲစဉ်တွေကျွန်တော်ရှိလာပြီ ဆိုတော့သူတို့လည်းပွဲချက်ဒီမြင်အတိုင်းအတာတစ်ခုတည်းပေါ့နော် တိုင်ပက်စရာကာလာတွေဂျုံကောင်းဂျုံဝနိုင်အောင်မြေနောက်တစ်ခုကလည်းမန်ချက်စတာစီးတီးတို့ပါတော့စီးတီးတို့ပါလို့ဆိုလို့ရှိရင်ဒါသူတို့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ရှုံးနေနေဆိုပေမဲ့လို့သူတို့ကအီယာဒီစကနဲ့ရှင်မြေဆိုလို့ရှိရင် consistent ဖြစ်တဲ့ performance တွေကိုသူတို့ပြထားတာဗျာနော်မန်ချက်စတာစီးတီးကိုအလွန်အလွန်ဆုံးတိုင်ပက်ရင်မင်းဇန်နဝါရီပြောင်းရွှေ့ပေါ့အဲ့ဒီနောက်ဘာမှကျွန်တော်အနေနဲ့ပေါ့နော်ပြဿနာဖြစ်တော့မယ်လို့ကျွန်တော်မထင်ဘူးဒီသင်းတွေကကောင်းလာတော့မှာ CDP ခဲ့တဲ့ယာစီကျွန်တော်ကြည့်တော်တော်ဆုတ်တဲ့အသင်းဗျာ တိုးတိုးလေးပဲယာဒီကုံတဲ့အခါမှာ Champions League တွေပါတယ်ဝင်ဝင်ရတယ်ဟောသူတို့အသေးစုပ်နေတယ်ဆိုတဲ့အချိန်မှာတော့မှ UCL ဝင်ဝင်နေပါတယ်ကျွန်တော်ရအောင်လှုပ်ပြထားနေနေဗျာနောက်နောက်တစ်ခုကကျွန်တော် Liverpool တို့ပါလို့ပေါ့ Liverpool ဒီချင်းမျိုးနဲ့ဆိုလို့ရှိရင်ကြာကြာဒီလိုဖြစ်မှာမဟုတ်ဘူးနောက်နီးပြပြောင်းတာမျိုးပဲဖြစ်ဖြစ်အရာအလုံးပြန်ကောင်းလာတာမျိုးပဲဖြစ်ဖြစ်တခုခုတော့ကျွန်တော်ဖြစ်လိမ့်မယ်ဒီတိုင်းတော့တို့တွေတိုင်ပတ်သွားလိမ့်မယ်လို့တို့မထင်ဘူးကျွန်တော်ကတော့နော်ဒါကြောင့်လောကဒီမှာလေဘာဦးတင်ကလည်းလလောဆယ်တော့တိုင်ပတ်နေတယ်အဲချယ်ဆီဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေါ့ပြီးလို့ရှိရင်ဒီတင်းကြီးက Champions League တွေဘာတွေကစားရအောင်မှာ ဆိုတော့ဒါတွေဒီဒီအသင်းတွေအတွက်တိုင်ပတ်တာပဲဆိုတော့လေဘာဦးတို့ပါလို့ဆိုရှင်တိုင်ပတ်နေပါတယ်ဆိုတာတောင်မှ Champions League ဝင်ခွင့်နေကျွန်တော်ကစားခွင့်ကစားရတယ်ဆိုတော့ပြီးလို့ရှင် Chelsea တို့ပါလို့ဆိုလို့ရှင်လည်းပဲပေါ့နော်ဟိုကစားပုံလေးတွေပါလေးတွေအဆင်ပြေပြီမဲ့လေလို့နောက်တန်းကတိုင်ပတ်နေတာမျိုးပြီးလို့ရှင်ပြိုင်ပွဲစုံကစားနေရတာမျိုးပေါ့တိုင်မျိုးတွေတွေ့လာတဲ့အခါမျိုးတွေကျွန်တော်သူတို့လည်းအဆင်မပြေတာတွေကျွန်တော်ရှိတယ်ဆိုတော့အဲ့လိုအခြေအနေတော်တွင်မှာ Manchester United ကတပတ်မှတပွဲပဲကျွန်တော်ကစားရမယ်နော်ဒါအပြင်လက်ရှိမှာလည်း rhythm လေးကသူ့အတူဟုတ်လာပြီ ။ဒါတွေကိုကျွန်တော်တို့ကဒီ momentum ကောင်းကောင်းတွေကိုကျွန်တော်ဆက်ထိန်းထားနိုင်ဆိုလို့ရှိရင်အဆင်ပြေကောင်းဖြေမှာပဲ။ဒါကြောင့်ကျွန်တော်ကတော့တခြားအသည့်နေတိုင်ပတ်နေတဲ့အချိန်မှာကျွန်တော်ဒီရမှတ်တွေတော်တော်စုဆောင်းနိုင်နေဆိုလို့ရှိရင်ကိုပဲ1 to 6လောက်ကြီးကကျွန်တော်သာမျှော်လင့်ဖို့ကြည့်ရမယ်ပေါ့နော်။ဒါတော့မှကျွန်တော်တို့အနေနဲ့ဘလိုပြောရမလဲဒီအမ်ဘူမူတို့လိုအခြေအနေမျိုးတွေအာမက်တက်လိုအခြေအနေမျိုးတွေဘလိုလောင်းမလဲမသိဘူးသူတို့တွေအကြောင်းကျွန်တော်တို့က တက်လာလောက်နေပါကျွန်တော်တို့ကလက်လွတ်ရမှာကိုနော်အာဖဂန်ဘွဲအကြောင်းလေးကျွန်တော်တို့ကတက်လာလောက်နေပါကျွန်တော်တို့လက်လွတ်ရမယ်ဆိုတော့ဒါဒီနှစ်ယောက်မပါတော့ရင်အတင်းရညာချင်းကြီးကဘာဖြစ်သွားမလဲအန်ဒါရရဲ့ကျွန်တော်ရှိသေးတာအဲ့တော့နော်ကျွန်တော်ကတော့ဒါကြောင့်ကျွန်တော်ကတော့တခြားအသင်းတွေတိုင်ပတ်နေတဲ့အချိန်မှာအမှတ်ကြီးကောင်းကောင်းယူထားနိုင်မယ်ဆိုရင်အဆင်ပြေလိမ့်မယ်လို့ထင်တယ်တခြားအသင်းတွေကောင်းလာတဲ့အချိန်မှာမှကိုတင်းကအဓိကကစားမတွေမပါနိုင်ဘဲနဲ့ဆက်သွားရတယ်ဆိုလို့ရှိရင်အဆင်မပြေနိုင်ပါဘူးအဲ့တော့အမှတ်တွေဒီအခုကလေးကယူထားမယ်ဆိုရင်တော့မျောလင့်စရာရှိတယ်လို့ကျွန်တော်ထင်တယ် ညီကတို့ရောဘလို့မြင်ရလဲကျွန်တော်တို့ဒီယာဒီကုန်းတွေကဥရောပဝင်ခွင့်တနေရာကိုမျောလင်းလို့ရမယ်ထင်ကြတာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများယူပါတယ်